ဗင်နီဇွဲလားမှာဆန္ဒပြသူတွေနဲ့ကာကွယ်ရေးတပ်တွေတောက်ကြနေကရင်ဆိုင်တိုက်ခတ်မှုတွေဖြစ်ပွားခဲ့ပေမဲ့ထင်ထားသလောက်တော့မဆိုးခဲ့ပါဘူး။ကြာသာပရင်းနေကကာရကတ်မြို့မှာဆန္ဒပြပွဲတွေကိုအုပ်ချုပ်သူတွေဘက်ကခွင့်မပြုဘူးလို့ပြည်ထရေးဝန်ကြီးနက်စတာရီဗာရိုကထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက်မြို့ရဲ့လမ်းတွေပေါ်မှာလူသူရှင်းလင်းနေခဲ့ပါတယ်။အတိုက်ခံခေါင်းဆောင်တွေကတော့ဗင်နီဇွဲလားပြည်သူတွေကိုဒီမိတ်ကိုစန့်ကျင်ပြီးသူတို့ခေါ်ကာရကတ်သိမ်းပွဲလို့ခေါင်းစဉ်တက်ထားတဲ့ဆန္ဒပြပွဲတွေမှာ ပါဝင်ဆင်နွှဲဖို့တောင်းဆိုထားပါတယ်။ဆန္ဒပြပွဲကျင်းပသူတွေက၃ရက်ကြာဆန္ဒပြပွဲတွေကို48နာရီသပိတ်နဲ့စတင်ဖို့မျှော်လင့်ထားပါတယ်။တိမ့်နဲ့ကြီးတဲ့အစိုးရစန့်ကျင်ဆန္ဒပြသူတွေဟာလေးလလောက်နှီးပါလမ်းတွေပေါ်မှာအစိုးရကိုစန့်ကျင်ဆန္ဒပြခဲ့ကြပေမဲ့တောက်ကြနေကပွဲမှာတော့ထင်ထားသလောက်လူမများခဲ့ပါဘူး။သူတို့ကိုသူတို့တော်လန်ရေးအင်အားစုလို့ခေါ်တဲ့ဆန္ဒပြလူငယ်တချို့နဲ့ကာကွယ်ရေးတပ်တွေကြား ဟစ်တွေ့တိုက်ခိုက်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီးအတိုက်ခံတွေကိုထောက်ခံတဲ့ပြည်သူတွေနေတဲ့ကာရာကတ်မြို့ရဲ့အချမ်းတွေမှာခံတပ်ပုံစံအကာအကွယ်တွေစောက်လုပ်ထားခဲ့ကြပါတယ်။ဒါပေမဲ့လာမယ့်တနင်္ဂနွေဖွဲ့စည်းပုံပြန်လဲရေးဆွဲဖို့ဆန္ဒခံယူပွဲမတိုင်ခင်နှစ်ရက်အလိုမှာဖြစ်တဲ့ဒီဆန္ဒပြပွဲဟာပြီးခဲ့တဲ့အတိုက်ခံပွဲတွေရဲ့ပုံရိပ်ရောင်းအရေးသဘောလောက်ပဲရှိခဲ့ပါတယ်။